မေမေခုံမေရှောက်ခွင့်ပြုပါရှင်ဗျာအာတပည့်တော်တို့နေဘက်မှာပေါ့နော်စတားတဲ့တယောက်ကဟိုကြိုက်ထီဦးဖျားဘူးထွက်တာကြိုက်ထီဦးဖျားဘူးထွက်တဲ့အချိန်မှာအခြားသူတွေအကုန်လုံးကြိုက်ထီဦးဖျားကိုဖူးခဲ့ရတယ်ဗျာသူကကြိုက်ထီဦးဖျားကိုလုံးဝမမြင်ငယ်ဘူးတဲ့ဗျာအဲ့ဒါကြတော့လေဟိုဟာသူ့ရဲ့အခုလက်ရှိဘဝရဲ့ဟိုစတားတဲ့အကုသိုလ်ကံအကုသိုလ်ကံကြောင့်လားဟိုအရင်ဘဝကအကုသိုလ်ကံကြောင့်လားရှင်ဗျာ ဒါဒီလက်ရှိပြစ္ဆုတ်ပံအာဟုတုဖြစ်နိုင်ပါတယ်နော်ဟိုတခါတလေအဲ့လိုတိမတဲ့အာဟုတုကံတွေပေါ်လို့ချင်းရင်ဖြစ်တတ်တယ်အာဟုတုကံရဲ့ပိတ်ဆို့မှုကြောင့်ပေါ့နော်ဖြစ်တတ်ပါတယ်ဥမာအရှင်ဒေဝဒတ်ဆိုရင်ကြည့်လေဟိုအရှင်ဒေဝဒတ်ဆိုရင်မြတ်စွာဘုရားကိုသူဟိုလုတ်ချင်တယ်နော်ဟိုသွေးစိတ်တရားလုတ်တယ်တန်ခါသင်းခွဲတယ်ပေါ့နော်အာဟုတုကံတွေကြီးတယ်အဲ့တော့သူမြတ်စွာဘုရားကိုအဲ့ဒီမှာဟိုတက်ဖို့ကြံတယ်သွေးစိတ်တရားလုတ်ကြတဲ့ကသူဘုရားကိုဖုံးမြောက်ခွင့်သူမရတော့ဘူးနော်ဘုရားကိုဖုံးမြောက်ခွင့်မရတော့ဘူး တော့တန်ခါသင်ခွဲပြီးနောက်ပိုင်းသူဘုရားကိုလုံးဝဖုံးမြောက်ခွင့်မရအောင်အဲ့တော့ဖုံးမြောက်ခွင့်မရတာသူ့ရဲ့အာဟုတုခံကြောင့်ပဲလေဘုရားနဲ့သူအဲ့ကလေးကမြေမြိုတဲ့အထီကိုလုံးဝဖုံးခွင့်မရအောင်အဲ့တော့သူတော့ဆုံးဒေခါနီးမှာသူ့အပြစ်ကိုသူသိတယ်လေအရှင်ဒီဝဒကသူ့အပြစ်ကိုသူသိတော့မြတ်စွာဘုရားကိုတောင်းပန်ကြောဖို့သူလာခဲ့တယ်စူးစမ်းပါတယ်ဘုရားကိုလေသူသူတပည့်တွေကိုသူတငယ်ချင်းတွေကိုပြောတယ်ငါတဘွာလုံးငါဘုရားကိုနောက်ချက်ပြီးခဲ့တယ်အဲ့တော့ငါဘုရားကိုငါကနောက်ချက်ပြီးမယ်ဘုရားငါ့ဘုံမှာ လို့နည်းနည်းမှစိတ်မကွက်ဘူးသူ့ရဲ့သားတော်ရာဟုလာအပေါ်မှာမေတ္တာထားတယ်လို့ငါ့အပေါ်မှာဘုရားမေတ္တာရှိတယ်အဲ့တော့ဘုရားကငါ့အပေါ်မှာမေတ္တာနည်းနည်းမှယော့မသွားဘူးအဲ့တော့ငါသွားတောင်းပန်ပဲပေါ့ဘုရားကိုအဲ့တော့တငယ်ချင်းတွေကိုလိုက်ပို့ခိုင်းသူလမ်းမလျှောက်နိုင်တော့ဘူးဒါထန်းစင်တဲ့အရှင်ဒီဝဒတ်ထန်းစင်နဲ့လာရတာအဲ့တော့အဲ့ဒီတင်းကိုပြန့်သွားပြီပေါ့ဒီဝဒတ်ကလာတာပဲရှိသေးတယ်အเจ้าကိုမရောက်သေးဇေဒဝန်အเจ้าကိုမရောက်သေးဘူးတင်းကယောက်လာပြီယောက်လာတော့မြတ်စွာဘုရားကိုသွားချောက်ကြတယ်မြတ်စွာဘုရားတဲ့အရှင်ဒီဝဒတ်မြတ်စွာဘုရားကိုဖူးဖို့လာတယ်ဆိုဘုရားကပြောတယ်လဲဆိုတော့ ဒီဘုရားနဲ့ငါ့ကိုဖူးခွင့်မရှိတော့ဘူးတဲ့ဘုရားလိုပြောတာ तू ကငါ့ကိုဘယ်လိုနည်းနဲ့မှ तू ဖူးခွင့်မရှိတော့ဘူးတဲ့ရဟန်းတော်တရားမယုံဟုတ်ပါမလားပေါ့နော်လုံးဝဖူးခွင့်မရှိတော့ဘူး तू ငါဘုရားကို तू ဒီလောက်ကြံပြီးတဲ့နောက်ပိုင်းကနေကပေါ့နော်ဖူးခွင့်မရှိတော့ဘူးပေါ့နော်ဆိုတဲ့အခါကျတော့အဲ့ဒါတကယ်လဲဒီဘုရားလာတယ်နောက်ဇေဒဝန်ကျောင်းသားရောက်တဲ့အခါကျတော့ तू ခဏနားတဲ့အချိန်မှာအဲ့မှာမြေကြီးကကွဲပြီးတော့ဝင်သွားတာပဲနော် तू အဲ့ဒီနောက်ပိုင်းကလေးကမြတ်စွာဘုရားကိုတည်တဲ့အထိသူတည်တဲ့အထိပေါ့နော်မြတ်စွာဘုရားကလုံးဝဖုခွင့်မရခဲ့ဘူးဒါသူရဲ့အာဟုတုခံလို့ပြောရမှာလေသူရဲ့အာဟုတုခံကြောင့်သူရဲ့လက်ကျန်ဘဝမှာဘုရားကိုဖုခွင့်လုံးဝမရခဲ့ဘူးအဲ့တော့ခုနကမိကုန်းမှာလည်းအဲ့တဘောပဲပေါ့နော်ဒါခါဒီလေးမှာအလိုအာဟုတုအရင်ကြည့်ရင်လည်းအဲ့ဒါမျိုးကဖြစ်တတ်ပါတယ်နော်